ခဏလောက်စဉ်းစားကြည့်ရအောင်အကယ်၍ပျော်ရွှင်မှုကအောင်မြင်မှုရဲ့နောက်ဆက်တွဲမဟုတ်ဘူးဆိုရင်ဘယ်လိုနေမလဲဒါဆိုရင်အရာအလုံးပြောင်းလဲသွားနိုင်တယ်မဟုတ်လားဒီဗီဒီယိုလေးမှာရှောင်းအေခေါ်ရေးသားထားတဲ့ The Happiness Advantage ဆောက်ထဲကအကြောင်းအရာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့အပိုင်းခုနှစ်ပိုင်းနဲ့ကျွန်တော်တို့ဆွေးနွေးသွားပါမယ်ဒီဆောက်ကပျော်ရွှင်မှုနဲ့အောင်မြင်မှုကြားကဆက်နွယ်မှုကိုလုံးဝပြောင်းပြန်လည်ပြစ်လိုက်တဲ့လေလာတွေ့ရှိချက်တွေကိုအခြေခံထားပါတယ် ပျော်ရွှင်မှုက အောင်မြင်ခြင်းရဲ့အစလူအများစုကအောင်မြင်မှပျော်ရွှင်ရတယ်လို့ထင်ကြတယ်။ဒါပေမဲ့တကယ်တမ်းကပျော်ရွှင်မှုကအောင်မြင်မှုကိုဖန်တီးပေးတာပါ။ရှောင်းအေခေါ်ရဲ့စာအုပ်ထဲမှာဒီအချက်ကိုအလေးနက်ဖော်ပြထားတယ်။ကျွန်တော်တို့ပျော်ရွှင်တဲ့အခါအုံနောက်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေပိုကောင်းလာပြီးစိတ်အားထက်သန်မှုတီထွင်ဖန်တီးနိုင်စွမ်းတွေလည်းတိုးလာပါတယ်။အလုံမှာပဲဖြစ်ဖြစ်ကျမ်းမာရေးဆက်ဆံရေးမှာပဲဖြစ်ဖြစ်ပျော်ရွှင်တဲ့သူတွေကပိုပြီးအောင်မြင်ကြတာကိုတွေ့ရပါတယ်။ ပျော်ရွှင်မှုကအောင်မြင်မှုရဲ့အဓိကသောချက်ပဲဗျ။အပြုသဘောဆောင်တဲ့အတွေ့နဲ့အုံနောက်စွာအားအပြုသဘောဆောင်တဲ့အတွေ့တွေကကျွန်တော်တို့ရဲ့အုံနောက်ကိုဒိုပါမင်းနဲ့ဆီရိုတိုနင်တွေနဲ့ပြည့်စေတယ်။ဒါတွေကကျွန်တော်တို့ကိုစိတ်ချမ်းသာစေတဲ့အပြင်အုံနောက်ရဲ့တင်ယူနိုင်စွမ်းကိုလည်းမြင့်တင်ပေးတယ်။မှတ်ဉာဏ်အားကောင်းလာမယ်ပြဿနာတွေကိုလည်းပိုပြီးမြင်မြန်ဖြေရှင်းနိုင်မယ်။ စိတ်ဝင်စားစရာကောင်းတာကစာမှုပွဲဖြစ်ဖို့လုပ်နေတဲ့ចောင်းသားတွေကိုအပြုသဘောဆောင်တဲ့အရာတွေနဲ့စတင်စေတဲ့အခါရလက်တွေကပိုကောင်းတာကိုတွေ့ရတယ်။ဆရာဝန်တွေဆိုရင်လည်းအကောင်းမြင်စိတ်နဲ့ဆိုယောဂတွေကို16ရာခိုင်နှုန်းပိုမြင်မြန်သိနိုင်တယ်လို့ဆိုပါတယ်။ဒါကြောင့်အပြုသဘောဆောင်တဲ့စိတ်ကိုမွေးမြူခြင်းကအုံနောက်ကိုအောင်မြင်မှုအတွက်ပြန်လည်ပြင်ဆင်ခြင်းပဲဗျ။အခွင့်အရေးတွေကိုရှာဖွေတတ်အောင်လေ့ကျင့်ပါတက်ထရစ်အဖက်ဆိုတာကြားဘူးကြမှာပါ တက်ထရစ်ဂိမ်းကိုအမြဲတမ်းဆော့တဲ့သူတွေဟာတကယ်ဘဝမှာပါတက်ထရစ်အတုံးတွေကိုပဲမြင်နေတတ်ကြတယ်။အလားတူပါပဲကျွန်တော်တို့အုံနောက်ကိုအပြုသဘောဆောင်တဲ့အရာတွေကိုအလိုလျောက်ရှာဖွေတတ်အောင်လေ့ကျင့်ပေးလို့ရပါတယ်။ကျေးဇူးတင်ထိုက်တဲ့အရာတွေကိုနေ့တိုင်းမှတ်တမ်းရေးပါ။တငယ်ချင်းတွေရဲ့သတင်းကောင်းတွေကိုတက်တက်ကြွကြွတုံ့ပြန်ပါ။ပြီးတော့ကောင်းမွန်တဲ့တွေ့ကြုံတွေကိုပြန်စစ်ဆေးသုံးသပ်ဖို့အချိန်ပေးပါ။ဒါတွေကကျွန်တော်တို့ကိုအခွင့်အရေးတွေကိုမြင်အောင်ရှာတတ်စေပြီးပြဿနာတွေကိုလည်းပိုကောင်းနိုင်နေနဲ့ထိရှင်းနိုင်စေမှာပါ။ ကြရှုံးခြင်းကကြီးထွားဖို့လေကားထက်တခုလူတော်တော်များများကကြရှုံးရင်လက်လျှော့လိုက်ကြတယ်ဒါပေမဲ့တကယ်တမ်းကကြရှုံးခြင်းဆိုတာသင်ငန်းစာယူဖို့နဲ့ကိုကောင်းတဲ့လူတစ်ယောက်ဖြစ်ဖို့အခွင့်အရေးတခုပါကိုကိုကိုဘယ်လိုတတ်မှတ်မလဲဆိုတာကအရေးကြီးတယ်ဖြစ်ပျက်ခဲ့တာတွေအပေါ်မှာပဲအာယုံဆိုင်နေမလားဒါမှမဟုတ်အဲ့ဒီအရာတွေကိုအတုံးချပြီးဘာတွေဖန်တီးနိုင်မလဲဆိုတာကိုစဉ်းစားမလားအခက်ခဲတွေကိုရင်ဆိုင်ကျော်လွှားနိုင်ခဲ့တဲ့သူတွေရဲ့အကြောင်းကိုလေ့လာပါပြီးတော့ကိုယ့်ရဲ့အခြေအနေကိုပြန်သုံးသပ်ပြီး ထိန်းချုပ်နိုင်တဲ့အရာတွေပေါ်မှာအာရုံစိုက်ပါတင်းငယ်တဲ့ယူမန်ချက်တွေနဲ့ကြီးမားတဲ့အောင်မြင်မှုကားကိုရေးစေးတဲ့အခါရေပိုက်ကိုလက်မနဲ့ပိတ်ပြီးရေကိုအားကောင်းအောင်လုပ်တယ်လို့ပါပဲကျွန်တော်တို့လည်းအဲ့ဒီလိုပဲလှုပ်ဆောင်တင်တယ်ကြီးမားတဲ့ယူမန်ချက်တွေကိုချက်ချင်းမလှုပ်ဆောင်နိုင်သေးရင်အရင်ဆုံးတင်းငယ်တဲ့ယူမန်ချက်တွေကနေစတင်ပါအဲ့ဒီလိုလှုပ်ချင်းအဖြစ်ကိုကိုကိုယုံကြည်မှုပို့ရှိလာမယ်ပြီးတော့အလုပ်တွေကိုအပိုင်းပိုင်းခွဲပြီး လှုပ်ဆောင်ခြင်းကပိုပြီးလွယ်ကူစေတယ်။ဥပမာအရင်ဆုံးကိုယ်အတွက်သိငယ်တဲ့ area တစ်ခုကိုရွေးချယ်ပြီးအဲ့ဒီမှာအောင်မြင်မှုရအောင်ကြိုးစားပါ။ပြီးမှတဖြည်းဖြည်းနဲ့ level ကိုချက်ထွင်သွားပါ။အပြောင်းလဲအတွက်အတားအဆီးတွေကိုရှော့ချပါ။ကျွန်တော်တို့ဟာအပြုသဘောဆောင်တဲ့အမူအကျင့်တွေကိုစတင်ဖို့လွယ်ကူအောင်အပြည့်သဘောဆောင်တဲ့အမူအကျင့်တွေကိုလှုပ်ဆောင်ဖို့ခက်ခဲအောင်လှုပ်ဆောင်တင်တယ် အိယာဘေးမှာလေ့ကျင့်ခန်းဝတ်စုံတွေထားထားခြင်းအဖြစ်မနက်ခင်းမှာလေ့ကျင့်ခန်းလုပ်ဖို့ပိုလွယ်ကူစေတယ်။အချိန်ဖြုန်းစေတဲ့ website တွေကိုပိတ်ထားခြင်းကအဲ့ဒီအရာတွေကိုဝင်ရောက်ဖို့ပိုခက်ခဲစေတယ်။ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေကိုအလွယ်တကူမြင်နိုင်တဲ့နေရာမှာထားပါ။ဒါတွေက ကျွန်တော်တို့ရဲ့စိတ်ကို ပြောင်းလဲစေပြီးပိုကောင်းတဲ့လူနေမှုဘဝကိုရရှိစေမှာပါ။လူမှုရေးပံ့ပိုးမှုကအရေးကြီးတယ်။ လူမှုဆက်ဆံရေးကောင်းတွေရှိခြင်းကကျွန်တော်တို့ရဲ့ဘဝအတွက်မရှိမဖြစ်လို့အပ်ပါတယ်။ခက်ခဲတဲ့အချိန်တွေမှာစိတ်ပိုင်းဆိုင်ရာအကူအညီတွေရရှိမယ်။ပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်တီထွင်ဖန်တီးနိုင်စွမ်းတွေတိုးတက်လာမယ်။အလုပ်ခွင်မှာဆိုရင်အဖွဲ့အစည်းရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ပေးမယ်။ဒါကြောင့်လူတွေကိုတံပိုးထားပြီးဆက်ဆံရေးတွေကိုဂရုစိုက်ပါ။တယောက်ကိုတယောက်ကူညီပံ့ပိုးပေးပါ။ဒီဗီဒီယိုမှာကျွန်တော်တို့ The Happiness Advantage စာအုပ်ထဲကအဓိကအချက်တွေကိုဆွေးနွေးခဲ့ပါတယ်။ပျော်ရွှင်မှုကအောင်မြင်မှုရဲ့အစဖြစ်တယ်။ အပြုသဘောဆောင်တဲ့အတွေးတွေကအုံနောက်ကိုမြင့်တင်ပေးတယ်။ကြာရှုံးခြင်းကသင်ခန်းစာယူဖို့အခွင့်အရေးဖြစ်တယ်ဆိုတာတွေကိုကျွန်တော်တို့သိခဲ့ရတယ်။ဒီအသိပညာတွေကိုအသုံးချပြီးဘဝမှာပိုပြီးပျော်ရွှင်အောင်မြင်တဲ့သူတွေဖြစ်အောင်ကြိုးစားကြပါစို့။